ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပြည်မြန်မာနိုင်ငံလူမြန်မာနိုင်ငံသားတွေတိုင်းပြည်ကိုချစ်တဲ့မြန်မာနိုင်ငံလူမြန်မာနိုင်ငံသားတွေအားလုံးအေးချမ်းကြပါစေလို့တိုင်းပြည်ကိုချစ်တဲ့လူပဲနော်တိုင်းပြည်ကိုဖျက်တဲ့လူမပါဘူးဘာသာသာသနာကိုစော်ကားတဲ့လူမပါဘူးဘာသာသာသနာကိုထိကပါးကြီးကပါးလုပ်တဲ့လူမပါဘူးနော်အခုလည်းကျွန်တော်တို့တွေအော်နေတယ်ကျွန်တော်ကအများဆုံးအော်တယ်ဘာသာယေရှုတော်ပန်းနဲ့အများဆုံးအော်တယ်အော်ရင်းနဲ့လည်းအစော်ကားတွေကအချိန်ချင်းခံရတယ်ဗျာ စဉ်းစားကြည့်နော်ဟိုဟိုဘက်ကဟိုဘာလဲဟိုဟိုပရလောကသားတွေသင်္ကန်းစည်းတာဟိုဘာလဲခြေခြေတော်ခြေချောင်းတွေဖျက်ပြီးတော့ဟာလာဖျားထပနာတဲ့တဲ့ဘုံကြီးကြောင်းအော်တော့စီတယ်ဟိုဘက်မှာဟာလာပရလောကသားတွေသင်္ကန်းစည်းတယ်ပရတော့လောကသားတွေသင်္ကန်းစည်းတဲ့အကြောင်းအော်တော့စီတယ်ဟိုဘုံကြီးနဲ့မိန်းမတွေနဲ့ရေကစားနေကြတယ်တခါဖုန်းကြီးနဲ့မိန်းမနဲ့ရေကစားတဲ့အကြောင်းအော်ရင်းနဲ့ဟိုမှာဟာလာဆွေးကုန်း ဂုံးဘုတ်မိမတယောက်ကဖနက်စီပြီးတက်သွားတာနောက်ပြီးတော့ဟိုနောက်အခုဒီရက်ထဲမှာထပ်ပြီးတော့ဖော့ဖြစ်တာဟိုနောက်ထပ်မိမကချင်ဘက်ကဟာလားဟိုဖရားဘော်ထိတက်ပြီးတော့ဖနက်နဲ့တက်ပြီးတော့ဟာလားဟိုတစ်တော့တက်ရိုက်တာလေအစင်းဆုံးပြောရင်ခမရတို့ကြိုက်တဲ့ဘာဘာကိုကိုနော်ကျွန်တော်တို့လည်းဒီတိုင်းပဲကျွန်တော်တို့ဘောရောဘာသာကိုကိုနော်ထဲဘောရောဘာသာကိုယုံကြည်တတ်ဝင်ဆိုကျွန်တော်ကိုကိုဒါပေမဲ့ အချားဘာသာတွေကိုကျွန်တော်တို့မထီမဲမြင်မလို့မလေးမစားမလို့မစော်ကားဘူးเนาะခင်ဗျားတို့ဟာဟုတ်လားကိုကိုဝဲတဲ့ဘာသာကြတော့ကိုကတခါတခန်းတနာထားပြီးတော့အချားဘာသာတွေကြတော့ခင်ဗျားတို့ကမထီမဲမြင်လို့တယ်စော်ကားတယ်ခင်ဗျားတို့စဉ်းစားဟမ်ခင်ဗျားတို့ကခင်ဗျားတို့ဟိုတိရိစ္ဆာန်ကမွေးတာလားလူကမွေးတာလားစဉ်းစားဟမ်လူကမွေးလူလုံးနားလေရမယ်เนาะ တိရစ္ဆာန်ကမွေးလို့ဒီလိုမျိုးအသီးတွေဖြစ်တာသိလားကျွန်တော်တို့တိုင်းကြီးကဗုဒ္ဓဘာသာတိုင်းကြီးဘဝပေါလား1962ခုနှစ်တွေကမြန်မာနိုင်ငံကြီးဘာသာကြီးဗုဒ္ဓဘာသာဆိုပြီးတော့ဟုတ်လားတရားဝင်နိုင်ငံတော်တမရကြီးကိုယ်တိုင်ကျင်ညာထားတာဟမ်ဒါဟုတ်ခမားတို့မတိမဲမြင်လောက်တာတွေကိုခမားတို့လက်ရှိနော်နိုင်ငံမှာတော်ဝင်ယူရတဲ့သာသနာ့ဝင်ကြီးဌာနနော်ဒီအမှုတစ်ခုတွေကိုပြောနေတာမဟုတ်ဘူးနော်ကျွန်တော်ပြောတာ အစင်းမာတွေခုနကကျွန်တော်ရွတ်ပြခဲ့တဲ့အရာတွေနော်ဖြစ်ခဲ့တယ်မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ဟုတ်လားဘာသာရေးကိုမထီမဲမြင်လုပ်တဲ့လုပ်ရက်တွေအများကြီးလုပ်ခဲ့တယ်ခင်ဗျားတို့အခုချိန်ဒီတရားစွဲတယ်ဆိုတာကျွန်တော်တို့မတွေ့ဘူးခင်ဗျားတို့စဉ်းစားလေဟမ်တနိုင်ငံရေးမဟုတ်ဘူးအခုကျွန်တော်တို့ဗုဒ္ဓဘာသာကိုထက်တဲ့ဝင်ဝင်စော်ကားနေတာခင်ဗျားတို့သာသနာရေးမှာတောင်းဝန်ရှိတယ် နော်ကျွန်တော်တို့တိုင်းကြီးရဲ့နော်တန်ခါနာယကမဟာနာယကဆိုတာကနော်ဒီဆရာတော်တွေဆုံးမဩဝါဒပေးလို့ပဲရတယ်ခမားတို့လူပုဂ္ဂိုလ်တွေလိုမျိုးဌာနဆိုင်ရာမှာထိုင်နေတဲ့ပုဂ္ဂိုလ်တွေလိုမျိုးဟုတ်လားတရားစွဲလို့မရဘူးဆရာတော်တန်ခါတော်ဆိုတာကမေတ္တာတရားကိုအခြေခံပြီးတော့ဟုတ်လားဆုံးမဩဝါဒပေးလိုက်တာအခုက ခင်ဗျားတို့စဉ်းစားကြည့်ဒီလိုအနေထားမျိုးတွေဖြစ်နေတယ်နော်အခုလာမချဘူးတလားတော်တွင်းကိုဒီလိုမျိုးခက်ဆစိတ်တွေဖြစ်နေတယ်ကျွန်တော်တို့ဒါကိုဆုံးမဩဝါဒပေးရမယ်အဆင်နေမဟုတ်ဘူးဟမ်ကျွန်တော်တို့တိုင်းပြည်မှာနိုင်ငံတော်အဆင့်နော်တာဝန်အရေးဝန်ကြီးဌာနရှိတယ်နော်ခရိုင်ရှင်းတိုင်းရှင်းမြို့နယ်ရှင်းဟမ်တာဝန်အရေးဝန်ကြီးဌာနတွေရှိတယ် ကျွန်တော်တို့အဲ့ဒီဌာနတစ်ခုလုံးကိုဌာနတစ်ခုလုံးမှာရှိတဲ့ဝန်ထမ်းအားလုံးကိုအောက်ကြီးရနေပြီးအထက်ထိလာစားတွေအလဲကားပေးနေရတယ်စဉ်းစားဒီပဇက်နေအလဲကားမဟုတ်ဘူးခမားတို့စိန်ခံထိုင်ပြီးတော့ဟာလာဒီဖယားဂိုးပကားတို့ဘာတို့အဲ့ဒီမှာစီစဉ်ညွန်ကြားပေးဖို့ဆိုပြီးတော့ခမားတို့အဲ့ဒီအတွက်လောက်ပဲခမားတို့ကိုဒီဟုတ်လားနိုင်ငံတော်ရဲ့ budget budget တွေအကုန်ကြခံရတာမဟုတ်ဘူး ဟမ်အခုပြာကျွန်တော်တို့ဗုဒ္ဓဘာသာနိုင်ငံမှာဗုဒ္ဓဘာသာတွေကိုထဲထဲဝင်စော်ကားနေတယ်ဟမ်ဒါတွေကိုခမားတို့အနေနဲ့တရားစွဲရမှာထော်ဝင်ချပြရမှာခမားတို့မလုပ်ဘူးဘာလဲခမားတို့ကြောင်းနေတာလားဟမ်ကြောင်းနေတာလားခမားတို့တွေကြောင်းနေအဲ့ဒီဌာနဆိုင်ရာတခုလို့ဖြုတ်တာပြစ်လိုက်နော်ခမရိုးဤတာဒရာဤဝန်ကြီးဌာနတခုလုံးဖြုတ်ပြစ်လိုက်တော့ ယဉ်ကျေးမှုဥစည်းဒါနလည်းပါတယ်သာသနာ့ဥစည်းဒါနလည်းပါတယ်အဲ့နှစ်ခုလုံးเนาะခမရတို့ပစံကုန်တယ်เนาะပြည်သူပြည်သားစီကနေပြီးတော့ဟာလာအခွန်တွေကောက်ရတဲ့ပစံနဲ့နိုင်ငံတော်ဘတ်ဂျက်စဉ်းစားကြည့်ဒီဘတ်ဂျက်တွေကဆုံးဆုံးတယ်ခမရတို့ပေးရတာခမရတို့အလုံးမလုံးဘူးအမှန်မှာခမရတို့အလုံးလုံးရမှာသိလားဒီလိုကျွန်တော်တို့သာသနာကိုစော်ကားတယ်ဘယ်နေရာစော်ကားရလဲအခုကျွန်တော်တို့ပြန်ကြားရတယ်စဉ်းစားကြည့်ခေါ်ယူဆုံးမလိုက်တယ် ဒါဟိုအာဟိုနောက်မလုံတော့ပါဘူးဆိုပြီးတော့ဒါလေးနဲ့ပဲပြီးသွားတာဟမ်ကျွန်တော်တို့အဲ့ဒါနဲ့ကျွန်တော်တို့မပြီးဆုံးနိုင်ဘူးအဲ့ဒါနဲ့ဒီတယောက်ကပြီးဆုံးသွားရင်နောက်တယောက်ကထပ်လုပ်တယ်နောက်တယောက်ကိုဆုံးမရင်နောက်တယောက်ကထပ်လုပ်တယ်ခင်ဗျားတို့စဉ်းစားလေတကယ်လို့ခင်ဗျားတို့ဌာနဆိုင်ရာတွေဌာဌာနဆိုင်ရာတွေရတယ်နော်တရားစွဲမယ်ထောင်ချမယ်ဟေးဆိုရင်နောက်ထပ်မလုပ်ရတော့ဘူးဟွန်း ခင်ဗျားတို့ကအများကြီးတောင်းဝန်ရှိတယ်သဘောပေါက်လားကျွန်တော်ကဒီဘက်ကလူအနွားတွေလူအောက်တန်းသားတွေကိုကျွန်တော်မပြောတော့ဘူးနော်ဒီလူအနွားတွေလူအောက်တန်းသားတွေကကျွန်တော်တို့သာသနာကိုမတည်မင်းပြင်တယောက်ပြီးတယောက်တော့လုံးပါပဲပြီလားဒါသူတို့ရဲ့ကျင့်ဝတ်ပဲအစင်းဆုံးပြောရင်မြန်မာနိုင်ငံဘုရားဘာသာအများစုနေတိုင်းနေနော် ဗုဒ္ဓဘာသာလို့နိုင်ငံတော်သမ္မတကိုယ်တိုင်ကပြောထားပြီးသားအတွက်နော်ရှားတဲ့နီးနဲ့ကျွန်တော်တို့သာသနာကိုစော်ကားမှာဒါလုံးဝမလွဲဘူးခင်းဆက်ဆက်လဲစော်ကားတယ်နော်ဒီနေရာမှာကျွန်တော်တို့ပြောရမှာခင်ဗျားတို့ဟာလာဌာနဆိုင်ရာနှစ်ခုသာသနာ့ဝန်ကြီးဌာနရဲ့ရင်ကျေးမှုဝန်ကြီးဌာနရဲ့ခင်ဗျားတို့မှာတာဝန်ရှိတယ်ဒီ တာသနာ့ရေးဝန်ကြီးဌာနရောရင်ကျေးမှုဝန်ကြီးဌာနရောအောက်ခြေရန်နေပြီးတော့ဟိုအထက်တိကျွန်တော်လားစာတွေပေးတာအလကားမဟုတ်ဘူးခင်ဗျားတို့ဒီအလုပ်တွေလုပ်ဖို့ခင်ဗျားတို့ဒီအလုပ်တွေမလုပ်ဘူးဟေးဆိုရင်ခင်ဗျားတို့ကလုံးစရာလုံးမရှိဘူးเนาะလုံးစရာလုံးမရှိတာမရှိတော့ဘာလုပ်မလဲအဲ့ဌာနဆိုင်ရာတွေဖြတ်သိမ်းလိုက်တော့မလိုတော့ဘူးเนาะမလိုတော့ဘူးဘာကြောက်လဲဆိုတော့ဗျာခင်ဗျားတို့ဒါဟို ဟာလာသာသနာရေးလို့ပြောပြီးတယ်ခမားတို့ဒါကိုဘလို့ပဲပြီးလှုပ်လှုပ်သွားမှာဘုံကြီးဆရာတော်တန်ဃာတော်တွေသွားမကြည့်နဲ့ဆရာတော်တန်ဃာတော်တွေဆိုတာမြစ်တာတရားကိုအခြေခံတယ်နော်သွားပါတယ်ဆရာတော်တွေသွားတယ်ခေါ်ယူဆုံးမတယ်ဟာလာဆုံးမပြီးတော့မလုံနဲ့ဆိုတော့ခံဝန်ဂရိလေးနဲ့ပြန်လာလိုက်ပြီးရောတယ်ပြီးရင် तू တော့မလုံတော့နောက်တစ်ယောက်ထားလှုပ်တယ်လေခမားတို့လူပုဂ္ဂိုလ်တွေဌာနဆိုင်ရာလူတွေခမားတို့တရားဆွဲလိုက်ကြီးထောင်ချလိုက်ကြီး နောက်တဲ့ဘယ်ဘယ်အမျိုးယုတ်တွေလောက်ရဲသလဲဆိုတာခင်ဗျားတို့ကြည့်ကြည့်လိုက်ဘယ်မျိုးယုတ်မှလောက်ရဲမှာမဟုတ်ဘူးသဘောပေါက်လားခင်ဗျားတို့တရားလောက်ပဲစမ်းလို့ပြလိုက်ကျွန်တော်တို့ကလုံးစီချင်တာတော့အဲ့လိုမျိုးလုံးစီချင်တာနော်ကျွန်တော်တို့ကပြောလို့ပဲရမှာနော်អော်လို့ပဲရမှာအေးကျွန်တော်တို့မျက်စိနဲ့ဒိတ်လိုက်တွေ့တော့အသိရိုက်သမှာသဘောပေါက်လားခင်ဗျားတို့ဥပဒေကနော်မထား ကျွန်တော်တို့ဘာကကျွန်တော်တို့ယဉ်ကျေးမှုကိုစော်ကားလာတာတနေ့ရက်ရိုက်သပလိုက်မှာမှတ်ထားနော်ခင်ဗျားတို့နောက်ပြီးမှကျုပ်တို့ကြိုက်တဲ့အမှုနဲ့တရားခွဲကျွန်တော်ဘာသာတရားကိုကျွန်တော်မျက်စိစေးမှာနော်လစော်ကားနေတယ်ဆိုရင်ကျွန်တော်တို့ကလက်သင်ကားမှာမဟုတ်ဘူးသဘောပေါက်လားအသက်ချင်းလဲပြီးတော့လောက်သပလိုက်မှာခင်ဗျားတို့ပါဗျာအဓိကခင်ဗျားတို့ပဲပြောချင်တာအဲ့သာသနာ့ဝင်ကြီးဌာနနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနခင်ဗျားတို့ပဲပြောချင်တာ ခင်များတို့အလုံးမလုံးဘူးဘဘပေါ့လားခင်များတို့အလုံးမလုံးလို့အခုလိုပေါက်ပါလေးဆက်ကြီးဖြစ်နေတာခင်များတို့အလုံးလုံးပါဟမ်နိုင်ငံတော်ရဲ့လာသာစားပြီးတော့ဟာလာဒီနိုင်ငံဘာနိုင်ငံလဲဒီနိုင်ငံရဲ့သာသနာကိုဒီလိုမထီမဲညင်လုံးနေတယ်ဟမ်ကြည်ကောင်းလို့ကြည်နေတာလားအိတ်ဖောင်းလို့ကြည်နေတာလားထိုင်ကောင်းလို့ထိုင်နေတာလားစင်းသားနော် စဉ်းစားကြခင်ဗျားတို့ကျွန်တော်တို့ကြည်ရတာလေတကယ်ပဲပြေသနာတစ်ခုပြီးတစ်ခုကျွန်တော်တို့သာသနာကိုစော်ကားနေတာတစ်ခုပြီးတစ်ခုပြင်းနေတယ်ကျွန်တော်တို့ကြည်ရတာအဆင်မပြေဘူးเนาะယနေ့ဟာယနေ့ခေတ်စနစ်ကိုပြန်လေးလာ online social ခေတ်စနစ်ခင်ဗျားတို့ဟိုကြည်ပိုင်းပဲဖြစ်ငယ်ပိုင်းပဲဖြစ်နော်ခင်ဗျားတို့လိုပုံကူတော်ပြောတယ်ဟိုမှာဒေါ်နယ်ထရန့်တို့လိုပုံကူတော်မှာ social သုံးတယ် မသုံးလို့မရဘူးခေရဲ့အညီလိုက်ရောညီတွေစာနေရတယ်သဘောပေါက်လားဘသူတွေဘာပြောလဲနားတော်ဘသူတွေဘာတွေဖြစ်နေပြီလဲသီကိုသီရမှာကိုကိုတိုင်းမြင်နေရမှာဆိုစေကိစနေရောက်နေပြီခင်ဗျားတို့ဒါကိုမသိချေချွလုံးလို့မရဘူးသဘောပေါက်လားဒီအချိန်မှာမှခမရတို့အလုံးမလုံးဘူးဟေးဆိုရင်ခမရတို့လုံးစရာအလုံးမရှိတာ သဘောပေါက်လားဟမ်တိုင်းကြီးမှာနိုင်ငံရေးစုဘုံကြွားမှုတွေဖြစ်နေတယ်နော်နိုင်ငံတော်ဟာလားတက်မလို့ကလည်းသူနိုင်တယ်လို့ပြောသူဟာလားငိမ့်ညောင်းကောက်ွယ်စောက်စောက်ပေးနေတယ်ခမည်းတော်ဌာနဆိုင်ရာတွေလည်းဘာသာရေးယဉ်ကျေးမှုတွေဒီလိုမျိုးအစော်ကားခံနေရတာခမည်းတော်လည်းဟာလားကိုလုပ်ငန်းတွင်နေရတယ်ခင်ဗျားတို့အတိအကျဖြစ်အောင်လှုပ်လှုပ်ရမှာသိလား အခုဟာဗျာမြင်ရတာလုံးဝမျက်စိမချမ်းသာနားမချမ်းသာတွေ့လဲတဲ့ဟာတွေတခုမှစိတ်ချမ်းသာမှုမရှိဘူးကျွန်တော်တို့တွေអော်တော့ကျွန်တော်တို့တွေကိုဆိုဆယ်တွေပိတ်တယ်ဟမ် Facebook မှာអော်လဲ Facebook တွေ report တွေထိထားတယ်အခုကျွန်တော်ပြောနေတဲ့အကောက်ဆိုလဲ report 9ခု6ခုလောက်ထိထားတယ်စဉ်းစားဟမ်ကျွန်တော်တို့ပြောတဲ့စကားတွေပြန်နှံ့မှုမရှိဘူးအစင်းဆုံးပြောရင်ကျွန်တော်တို့ကနာမည်ကြီးအောင်ပြောတာမဟုတ်ဘူးဟမ် ကျွန်တော်တို့ဘာသာကျွန်တော်တို့သာသနာကျွန်တော်ယဉ်ကျေးမှုကိုကျွန်တော်ကာကွယ်နေတာနော်ဒီလိုတိကပါရိကပါတွေလလုံးနေတာကျွန်တော်တို့မကြိုက်ဘူးနော်အစိုးရခံနေရတာကျွန်တော်မကြိုက်ဘူးကျွန်တော်တို့ဘုရားဘာသာနော်ဘုရားဘာသာကိုယုံကြည်သက်ဝင်စွာကျွန်တော်တို့ကိုးကွယ်တယ်အခြားဘာသာကိုကျွန်တော်တို့မတီးမဲမြင်မလုပ်ဘူးမလေးစားမလေးမစားမလုပ်ဘူးနော်စော်ကားမော်ကားလည်းမလုပ်ဘူးဘာတစ်ခုမှမလုပ်ဘူး ဒါပေမဲ့ကျွန်တော်တို့ဘာသာတရားကိုလက်စော်ကားကြရတယ်ကျွန်တော်တို့ယဉ်တာတယ်ကျွန်တော်ခွင့်မလွတ်နိုင်ဘူးเนาะဒါကိုနိုင်ငံတော်အစင်းတိဟုတ်လားမြို့နယ်လိုက်ခရိုင်လိုက်တိုင်းလိုက်နိုင်ငံတော်အစင်းတိเนาะခင်ဗျားတို့နေရာတွေယူရတဲ့ပုံကူများเนาะခင်ဗျားတို့အဲ့ဒါတွေကိုကြည့်ရမယ်မြင်ရမယ်အရေးယူရမယ်ခင်ဗျားတို့ခင်ဗျားတို့အလုံအဲ့ဒါတွေอ่ะသိလားအခုကခင်ဗျားတို့အလုံမလုံလို့ကျောက်တို့ကလုံးနေရတာအော်နေရတာ နော်ကျွန်တော်သိမ့်မပြောခြင်းလုံးကြပါကိုယူထားတဲ့အလုတ်ကိုတောင်းဝန်ယူထားတဲ့အလုတ်ကိုဘာလုံးရမလဲဘာလဲမလုံးတက်တာလားမလုံးရဲတာလားဟမ်ခင်ဗျားတို့ PDF သားမှာကြောက်တာကြုံတော့မကြောက်ဘူးဗျာခင်ဗျားတို့လည်းအသက်ချောင်းမယ်ကြုံတော့လည်းအသက်ချောင်းမယ်ဘောပေါလားခင်ဗျားတို့တော့နိုင်ငံကပေးတဲ့လာစာနဲ့ ဟာလုံကြိုရေးစောင်းစောင်းမှုတွေရှိပြီးတော့ခင်ဗျားတို့နေရတယ်ကျုပ်တို့ကကိုလုံးစားတယ်ကိုစားပြီးတော့ဟာဘယ်နည်းဘယ်ချိန်ဘယ်ကောလာသမယ်ဆိုတော့ကျုပ်တို့မသိဘူးခင်ဗျားတို့စဉ်းစားခင်ဗျားတို့နိုင်ငံရေးခံယူချက်ပြင်းထန်နေဆိုတာကျုပ်တို့မမီဘူးကျုပ်တို့ကဝန်ထမ်းလည်းမဟုတ်ဘူးမြန်မာနိုင်ငံကမြန်မာနိုင်ငံကိုချစ်တဲ့ကောင်လေးဘောပေါလာကိုပါတာကိုသားတာကိုရင်ကြည်ဖို့ချစ်မြတ်နိုးလို့အခုလိုပြောနေရတာနော်ကိုအတော့တော့ကိုမငဲ့ပဲနဲ့ပြောနေရတာ ကျွန်တော်တို့ညီတော်ကျွန်တော်တို့အကိုတော်တွေနော်အသက်တွေပေးစားခဲ့ရပြီတွေ့လားဘယ်လောက်သမျိုးဖို့ကောင်းလဲခင်ဗျားတို့စဉ်းစားအလုံးလုံးကြပါနိုင်ငံပေးရတဲ့လာသားတွေယူပြီးတော့နော်လာသားတွေစားပြီးတော့အလုံးလုံးကြပါခင်ဗျားတို့အလုံးမလုံးလို့အခုလိုမျိုးတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုအစောကားခနေရတာခင်ဗျားတို့တခါတခါတော့အဲ့ဒီလူတွေကိုဟုတ်လားမှတ်လောက်သားလောက်ထုံချပြလိုက်အစီမှာ နောက်တမလို့ရတော့ဘူးသဘောပေါက်လားလူများတိုင်းမှာသကြီးဟမ်အစ္စလာမ်ကိုဝယ်တဲ့တိုင်းကြီးတွေမှာသကြီးသူတို့ဘာသာရေးအကြောင်းတရားကိုစော်ကားရဲလာလို့မေးကြီးကျွန်တော်တို့လို့ပြည်သူမပြောတဲ့သူတို့အစိုးရဌာနဆိုင်ရာတခါတည်းအပြတ်ဆင်းတာနော်ကျွန်တော်တို့လိုချင်တာအဲ့လိုဥပဒေမျိုးကိုလိုချင်တာအပြက်ဆင်းဖို့နော်ဥပဒေနဲ့အကြီးအပြက်လုံးဖို့ကျွန်တော်တို့လိုချင်တာနော် အဲ့ဒါမျိုးကိုကျွန်တော်တို့လိုချင်တာဒီနေ့ကျွန်တော်ပြောနေတဲ့စကားတွေဒီလိုလူမင်းတွေလူအောက်တန်းသားတွေကိုကျွန်တော်မပြောတော့ဘူးလူအောက်တန်းသားဆိုတာအောက်တန်းသားအလုပ်ကိုလည်းအစဉ်တစက်လုပ်မှာเนาะကျွန်တော်တို့ဒီအောက်တန်းသားတွေကိုကျွန်တော်တို့ပြောစရာအကြောင်းရှိတော့ဘူးဘာကြောင့်လဲဆိုတော့သူတို့ကလူအောက်တန်းသားတွေလေလူအောက်တန်းသားဆိုတော့လူအောက်တန်းသားအလုပ်ကိုသူတို့လုပ်မှာအခုကျွန်တော်တို့ပြောရမှာကျွန်တော်တိုင်းကြီးမှာ ဟာလာစီးတဲ့သူနဲ့သက်ဆိုင်တဲ့ဌာနဆိုင်ရာကိုပဲကျွန်တော်တို့ကပြောရမှာစင်းစင်းလေးအဲ့ဒီဌာနဆိုင်ရာကိုပဲကျွန်တော်တို့ကပြောရမှာခင်ဗျားတို့အလုံးလုံးလားမလုံးလားဒါအောင်ပဲကျွန်တော်တို့ကြည့်မှာအခုတက်လာတဲ့သတင်းလေးမှန်မှာဗျခင်ဗျားတို့ကခေါ်ယူပြီးတရားစွဲပြီးတော့ဟာလာဖမ်းလိုက်တယ်ထောင်ချတယ်ဆိုတော့တခုမှမတွေ့ရအောင်ဆရာတော်တန်ဃာတော်တွေကသွားပြီးတော့ဟာလာတရားကြီးသွားပြီးတော့ဟာလာ ဒီလိုမျိုးတရားတရားသဟောဟလာဟိုနောက်မလို့တော့ပါဘူးဆိုတော့ခောင်ဂရီလေတောင်းမြစ်တာတရားအခြေခံဒါမလို့ရဘူးเนาะသံဃာဆိုတာသံဃာလုံးသံဃာလုံးမှာဟမ်ခင်ဗျားတို့လူပုဂ္ဂိုလ်တွေလူလုံးလူပုဂ္ဂိုလ်ဆိုတဲ့အတွက်လူတိုင်းဝိုင်းမှာဖြစ်နေတဲ့လူလူပတ်ဝန်းကျင်မှာဖြစ်နေတဲ့ကိစ္စကိုခင်ဗျားတို့ဌာနဆိုင်ရာလုံးလုံးဝမှာเนาะသံဃာတွေလုံးစရာမလို့ဘူးဒီလုံးတွေရယန်းသံဃာဆိုတာ နော်သာသနာနဲ့ပတ်သက်ရင်ဟုတ်လားသူတို့ကခေါ်ယူဆုံးမလို့ပဲရတာအဲ့လိုလောင်းနေကျွန်တော်တို့ကမမတင်းနိုင်နိုင်ဘူးမကြည်အေးနိုင်ဘူးမကြည်အေးနိုင်လို့အခုလိုဖြစ်နေတာလေတခါတည်းလားလို့မေးကြည့်ဟမ်တခါတည်းမဟုတ်ဘူးအချိန်မုံမြောင်းများကဖြစ်နေတာခင်ဗျားတို့လိုမျိုးတရားစွဲမယ်ထောင်ချမယ်အဲ့ဒါမျိုးဆိုရင်နောက်ထပ်ဘယ်ကောင်မှမလုပ်ရင်တော့ဘူးကျွန်တော်ပြောတယ်ကျွန်တော်ဘာသာတရားတယ်မဟုတ်ဘူးအခြားဘာသာတွေလည်းထုံနေလောက်ပါမယ်အခုကျွန်တော်ဗုဒ္ဓဘာသာအစ္စလာမ်ကို ကျွန်တော်အစ္စလမ်ဘာသာကိုကျွန်တော်စော်ဝါမော်ကားလုပ်ကြည့်လုပ်ကြည့်နိုင်ငံတော်အဲ့ဒီသာသနာရေးကကျွန်တော်တရားစွဲပြီးထောင်ချပလိုက်ဒါလမ်းမှန်တယ်နော်ကျွန်တော်ပြောအစင်းစင်းလေးသာသနာရေးဝန်ကြီးဌာနဆိုတာကကျွန်တော်တိုင်းပြည်မှာလက်ရှိမိခင်းနေတဲ့နဲ့နော်ဘာသာကြီး၄ဘာသာရှိတယ်ဒီဘာသာကြီး၄ဘာသာကိုထိပါမယ်စော်ကားမယ်ဟေးဆိုရင်ဟာသူတို့အနေနဲ့တရားစွဲလို့ရတယ်အလုံးလုံးရင်မော်ဖြစ် အခုတော့ကျွန်တော်တို့ကမမြင်အောင်သာသနာရေးဝန်ကြီးဌာနမျိုးနယ်လိုက်ခရိုင်လိုက်တိုင်းလိုက်နိုင်ငံတော်အဆင့်တီးကိုဟမ်ခင်ဗျားတို့တကောင်မှမတွေ့ရဘူးခင်ဗျားတို့ဘာတွေလုပ်နေတာလဲနိုင်ငံတော်ကပေးထားတဲ့လားသားတွေစားပြီးဘာတွေလုပ်နေကြတာလဲဒါခင်ဗျားတို့လုံအောင်မဲ့အလုပ်တွေနော်ဆရာတော်သံဃာတော်တွေလုံအောင်မဲ့အလုပ်မဟုတ်ဘူးသဘောပေါက်လားနေနေဘာအုံးတော့လေသုံးခမရတို့သေမှာမကြောက်နေနဲ့ထွက်လာ အခေါင်းထဲမှာပဲနေမနေနေနဲ့ကျွန်တော်တို့ပြောတော့ကျွန်တော်တို့မိုက်ရိုင်းနေဖြစ်တယ်။နော်ခမရတို့လုံးမလုံးလို့ကျုပ်တို့ကပြောနေရတာဘာမှမဆိုင်ဘူး။အခုကအခုကျွန်တော်တို့ပြောရလဲတီတော့ဆိုတော့လဲအဘန်းကန်တဲ့ကြီးကြီးဘာမှပြောခွင့်မရှိဘူး။ဖေဝန်မှာဆိုလဲအခုကြီးလူလေး၁၄၅ရောက်ပဲအဘန်းကန်တာအပိတ်ခံတာကျွန်တော်တို့မခံနိုင်ဘူးမြင်ရတွေ့ရတာတွေ။ နော်နည်းနည်းဟိုစဉ်းစားကြအောင်နော်အဲ့ဒီအကြောင်းလေးကိုပဲကျွန်တော်ပြောချင်းတာကျန်တဲ့အကြောင်းတရားကတော့ကျွန်တော်သိမ့်မြမြဘာမှမပြောချင်းဘူးနော်နိုင်ငံရေးအကြောင်းတို့စီရေးအကြောင်းတို့ကျွန်တော်သိမ့်မပြောချင်းဘူးနော်စီရေးကတော့လာဟိုတဲ့ဘသူမပြုတ်မိမိမှုပဲကိုလောက်တိုင်းကိုခံရရမယ်နော်မင်းတို့ပျော်ရတဲ့ဟုတ်လားပျော်ရတဲ့စစ်တပ်ကလင်ဘုံမကျဲတယ်မငုံနဲ့ဒါတွေကကျွန်တော်တို့တွေးထားဘူးရတဲ့ဟာတွေကိုကျွန်တော်ပြောပြတာမငုံနဲ့နော် အဲ့ဒီအကြောင်းတရားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်အခုကဘာသာရေးတစ်ခုပဲကျွန်တော်ပြောချင်တာနော်ဒီအကြောင်းတရားပဲပြောချင်တာနော်ကျွန်တော်လက်ရှိမှာတော်တော်လေးဟိုဟာလားလာတော့မချောင်းဘူးဗျာတစ်ခုနဲ့တစ်ခုပြဿနာတစ်ခုနဲ့တစ်ခုပါဟာလားနန်းစော့ပဲတက်လာတာတဆက်တည်းပဲတက်လာတာဘလော့ကျွန်တော်တို့ဘာသာရေးတရားစော်ကားခန့်နေရသလဲဒါကိုကျွန်တော်တို့ကမီးမောင်းဖို့ပြတာနော်သာသနာ့ဝန်ကြီးဌာနရောရင်ကျေးမှုဝန်ကြီးဌာနရော ခမရတို့မီးမောဖိုးပြားတာခမရတို့အလုံးလုံးဖို့နော်ဒီလိုအစောကားခံရတဲ့အရာတွေနော်အခမရတို့ကပြောမှာပေါ့ဟာအဲ့ဒါကချင်ပြည်နယ်ကကချင်ပြည်နယ်မှာစစ်တွေဖြစ်တယ်ငါတို့တို့အန္တရာယ်များကျွန်တော်ပြောတာအေးကချင်ပြည်နယ်ဟောလားဖယားဘော်တတ်တဲ့မိမယုံမတယောက်တည်းအကြောင်းပြောတာမဟုတ်ဘူးအစိမဖြစ်သွားတဲ့အရာတွေရောကျုပ်တို့ကပြောတာနော်အစိမမဟိုဖုန်ကြီးတွေဟောလားမိမတွေမတုခမတွေနဲ့ဟာလားရေတွေပတ်နေတယ်ကြံနွင်း ဟဲ့ဒါမဖြစ်သင့်ဘူးကျွန်တော်တို့ထေရဝါရနဲ့နန်းလာမမအပ်စတာယဟန်သံဃာဆိုတာမာတိကမနဲ့ဘလို့နေရမလဲနော်ခမရတို့နားတော်ကြီးနော်အစိမဒီရအစိမလည်းဖြစ်လာတယ်ဘာလဲနန္ဒဘာဝကြီးနန္ဒဘာဝပိတ္တလောကကိုသင်္ကန်းစည်းပေးတဲ့အမှုတွေဟမ်ဆရာတော်သံဃာတော်တွေကတော့တော့ခေါ်ယူဆုံးမလိုက်တယ်နဲ့ကြည်ဝါတယ်ခမရတို့ခမရတို့အလုံးမလုံးတော့ပြောပြတာနော် ခင်ဗျားတို့စဉ်းစားကြံနာနာဘာဝလောကသားမပြောနဲ့ကျွန်တော်တို့လူအတိုင်းဝိုင်းထဲမှာတော့မှခလေးတွေကိုသင်ငန်းစီးရင်ဟမ်တဏ္ဍာကုံမစောက်တီစောက်တီလို့မပီလို့သင်ငန်းစီးလို့မရဘူးဒီနာနာဘာဝဘာမှလည်းမမြင်ရဘူးဘာအတံမှလည်းမထောက်ဘူးဘယ်လိုလုပ်ပြီးတဏ္ဍာကုံစောက်တီမှာလဲ အများကြီးမပြောနဲ့တော့ဒီယဟန်ကိစ္စတွေပဲတိမ်ဝင်တော့ဟောလာတိမ်ဝင်တဲ့ကကြတော့ယောက်ျားအေကန်စစ်စစ်ဖြစ်ရလားလို့နူနာဝဲဆွဲဖြစ်ရလားလို့ဒီဟောလာအကျွေးစီလားလို့မိမစီအဲ့ဒါတွေအဲ့ဒါတွေကိုသွားမကြည့်နဲ့ဝေးကြီးကိုရင်ဝင်ပဲဟုတ်ဖို့ဟမ်ကိုရင်စကားပီလာမပီလာတရဏဂုံပီလာမပီလာခင်ဗျားတို့အဲ့ဒါကိုပဲကြည့်ဒီနနာဘာဝလောကမှာသင်္ကန်းစီလို့ရလားစောက်ယူ၏ဟမ်ဒါဟုတ် ဒီသာသနာရေးဝန်ကြီးဌာနတွေကအလုံးလုံးဝမှာတိလာဆရာတော်သံဃာတော်တွေကြီးပဲမလွတ်နဲ့ဆရာတော်သံဃာတော်ဆိုတာကမြစ်တာတရားကိုအခြေခံတဲ့တော့အဆုံးမပြီးပြန်လာခဲ့တာခမရတော်လုံးလုံးဝမှာခေါ်ယူပြီးတရားစွဲရမှာဗန်နရောဦးဆောင်လေဦးဆောင်တဲ့လူအကုန်ဖမ်းဖမ်းပြီးထောင်ချနှုတ်မလုံးရောဒါမျိုးလုံးဝမှာခမရတော်ကအဲ့ဒါတွေမလုပ်ဘူးနော်အဲ့ဒီအစိမ်းမှလည်းဖြစ်လာတာအများကြီးဟမ်ဘုမာပါလေ ဟိုဗါလဲကျွန်တော်တို့ဟိုဖះစီဒီပထိုးတွေဖះเจ้าမန်တွေကိုတခါဘုံတပည့်ကဖေခွားမှာပုံနေတာဗါလဲပတ်စံစီလို့ကြောက်နေတာလားမင်းတို့ဟမ်ပတ်စံနဲ့မင်းတို့ဖို့ဖို့တာလို့လား